ဆင်ပြင်းတဲ့ဖားကမှာမနစ်ညပိုင်းကတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်တုပ်ပန်းအများပြားကို KIA KPDF ပူးပေါင်းတပ်ကဖမ်းမိခဲ့ပါတယ်။ဇန်းကျွယ်နဲ့ရှော်ရခရွာကိုစစ်တပ်စစ်ကြောင်းဝန်လာရာကြောင့်ည9နာရီဝန်းကျင်ကစပြီးညနောက်ပိုင်းအထိတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဒေသခံတချို့ကပြောပါတယ်။စစ်တပ်ကလက်နက်ကြီးတွေ drone တွေနဲ့တိုက်ခိုက်ခဲ့ပြီးလေယာဉ်ပေါ်အသုံးပြုခဲ့တယ်လို့ဒေသခံစစ်ရေးတရင်းရင်ကပြောတာပါ။တိုက်ပွဲတွေဖမ်းမိခဲ့တဲ့စစ်တုပ်ပန်းတွေထဲမှာစစ်မှုရန်တင်တန်းစင်းတွေပါတယ်လို့ သူကဆက်ပြောပါရယ်။ဖားကမှာမနေ့ညပိုင်းကလေးကတိုက်ပွဲဖြစ်ပွားခဲ့ပြီးဒီနေ့မနက်အစောပိုင်းအထိလက်နက်ကြီးလက်နက်ငယ်တန်းတွေမျိုးစုံကြားနေရတယ်လို့ဒေသခံတွေကဆိုပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်မှာတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီးတဲ့နောက်နိုဝင်ဘာလ25ရက်ညမှာတိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တာပါ။နိုဝင်ဘာလ10ရက်နောက်ပိုင်းတိုက်ပွဲညင်သက်နေချိန်မှာလဲစစ်တပ်ကလေကြောင်း drone နဲ့လက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အရက်သားထိခိုက်ဒေဆုံးမှုတွေရှိခဲ့ပါတယ်။ မနေ့ညပိုင်းမှာလည်းဖားကန်ယူမာရွာဘက်ကိုဝိုက်တွဲလေရင်ဖျက်ပြန်ခဲ့တယ်လို့ drone နဲ့လည်းဘုံကျဲခဲ့လို့အိမ်တချို့ပျက်စီးသွားခဲ့ပါတယ်။မနေ့မနက်ပိုင်းကလည်းကတိမော်နဲ့ဘာစားရွာကြားကိုလက်နက်ကြီးနဲ့ပစ်ခတ်ပြီးမလောင်ကုန်းဘက်ကို drone နဲ့ဘုံကျဲခဲ့တယ်လို့သိရတာပါ။လုံခဲအုပ်စုကတိကျွော်မှာစစ်ကောင်စီက drone နဲ့ဘုံကျဲခဲ့တာကြောင့်ကတိနှစ်ချင်းဖျားချောင်းတင်းအုပ်ဆရာနေအိမ်နဲ့ဖျားချောင်းတုံးကားတစီနားနေဆောင်တစ်ခုပျက်စီးသွားခဲ့ပါတယ်။ဒါပြင်မိသက်ယုံတဲ့ကိုလည်းဘုံကျဲလို့ အမျိုးသားတအူးဒဏ်ရာရခဲ့တာပါလက်ရှိအချိန်တွေရောက်ဖားကံမှာစစ်ရေးဆက်လက် တင်းမာလာနိုင်တယ်လို့စစ်ကောင်စီကလေကြောင်း drone လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အတွက်ဒေသခံပြည်သူတွေအနေနဲ့လုံခြုံရေးကိုပိုပြီးဂရုစိုက်ကြဖို့ KIA ပြောရေးဆိုခွင့်ရဗိုလ်မှူးကြီးနော်ဘူးကမနေ့ကတတိပေးထားပါရှင်